မီဒီဆင်ချစ်လေးနဲ့အတူတူဇက်ကရိုက်ကူဖို့ရှိရဆိုတဲ့အမိုးဟိကိုအလုံးမေမင်္ဂလာပါရှင်အမှုပြနေပေမှာတော့ခုချိန်ထိအောင်မြင်မှုတွေရရှိနေတဲ့မင်းသမီးလေးမိုဟီကိုကတော့အကောဆိုင်ရရှင်ဇကာရီမှာပါဝင်ရိုက်ကိုနေရပြီဖြစ်ပြီးသူမတော့အမှုပြလုပ်တွေမှာစူးစမ်းလုပ်ကိုင်းနေလျက်ရှိပါတယ်မိုဟီကိုကတော့ဒီကနေ့မှာမီဒီဆင်ချစ်လေးရဲ့အကြောင်းတွေကိုပါပြောပြလာခဲ့ပါတယ် တိုးဆောင်မိုးဟီကိုကမက်ဒီဆင်ချက်လေးကအရင်ကအိုက်တန်ကောင်းနေဗက်တီးရီရဲ့ချက်တွေလည်းအပြည့်အဝရရှိထားတယ်ပေါ့နော်မက်ဒီဆင်ချက်လေးကခွန်ဆန်ရဲ့စာကြိုးစားနေပြီဆိုတာသိရတော့ဝမ်းသာပါတယ်အခုလောလောဆယ်တော့ရိုက်ကိုရဲ့အစ်စ်တွေဆက်လုပ်သွားဖို့ရှိတယ်မကြမီမောင်မက်ဒီဆင်ချက်လေးနဲ့အပြေးလာဖို့ရှိတယ်ဆိုပြီးတိုးဆောင်မိုးဟီကိုကမက်ဒီဆင်ချက်လေးရဲ့အကြောင်းတွေကိုပြောပြလာခဲ့ပါတယ် မက်ဒီဆင်ချက်လေးကတော့ခေါ်စရင်ဇေယျပြတူနဲ့အတူတညာတိလေးတွေရိုက်ကူနေရပြီဖြစ်ပြီးကျေးဇူးအကောင်းတဲ့တရားဆောင်ချက်တွေနဲ့ဗိုက်တီးရီးယားအပြည့်ချခင်မှုတွေကိုအပြည့်အဝရရှိနေပါတယ်အခုဆိုတရားဆောင်ကောင်းတဲ့မက်ဒီဆင်ချက်လေးကိုဇလန်တွေတွေရိုက်ကူဖို့ခြေပါကန့်လန့်ခံနေရပြီဖြစ်ပါတယ်မကြမီမှာတော့မက်ဒီဆင်ချက်လေးကိုဇလန်တွေတွေခြေပါ အပြည့်လာတော့မှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့အောင်လေးအချက်တွေကိုရရှိနေတဲ့မိသင်းစင်ချလေးကကျွန်ညာတစ်တွေကိုစတိုင်ရိုက်ကိုလာနေရပြီ။ဗိုက်တရီရဲ့သဘောကြအပြည့်တာကိုခံနေရပါတယ်။ဗိုက်တရီနေနေမကြမီမှာမိသင်းချလေးကိုမိုဟိကိုနဲ့အတူတူမြင်တွေ့အပြည့်လာတော့မှာဖြစ်ပါတယ်။အနုပညာနယ်ပယ်မှာတော့အခုချိန်အထိအောင်မြင်မှုတွေရရှိနေတဲ့မိသင်းမလေးမိုဟိကိုကတော့အခုစဉ်ရွှေရှင်စကားရင်းမှာပါဝင်ရိုက်ကိုနေရပြီးဖြစ်ပြီးမကြမီမှာမိုဟိကိုပါဝင်လာမယ်ရွှေရှင်စကားချင်းမှာ အဘွားလေးကိုပါမြင်တွေ့လာတော့မှာဖြစ်ပါတယ်။မိုးရီကိုကတော့အဘွားလေးရဲ့အတွက်လည်းသူတက်နိုင်တဲ့ဖက်ကနေကုညစ်၆ပတ်ပေးခဲ့ပြီးဘွားလေးကလည်းသူ့ရဲ့ဘွားလေးအစဉ်ပြေစေဖို့တက်နိုင်တလောက်လက်တွေခေါ်ပေးသွားမယ်လို့ဆိုပါတယ်။ပရိဒရေကတော့အပွားလေးကိုမိုဟီကိုနဲ့အတူရုရှင်စကားမှာပါဝင်လာမယ့်အပေါ်ဝန်တာနေကြပါရယ်။ပရိဒရေရဲ့အားပေးမှုတွေကိုအပြေဝရရှိထားတဲ့ဥဆောင်မိုဟီကိုကတော့အချင်းမှာအပြည့်ရှိတဲ့စကားမှာမင်းမြတ်နဲ့တတူရိုက်ကိုထားပြီးအဆိုပါစကားလေးနဲ့မိုဟီကိုကပရိဒရေရဲ့အားပေးမှုတွေကိုအပြေဝရရှိနေပါရယ်။ အိုင်ဇက်ကလီကတော့ကိုရီးယားဆန်ဆန်ရဲ့ကုထားတဲ့အချင်းဇက်ကလီဖြစ်ပြီးဒီဇက်ကလီမှာမိုဟီကိုကအကောင်းဆုံးတရားဆောင်ထားပြီးတခြားဇက်ကားတွေတုန်းကလည်းမတူညီတဲ့ character ပုံစံမျိုးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။မင်းသမီးလေးမိုဟီကိုကတော့ရှစ်တလောကအမှုပြလို့ရှောင်းမှုတွေမှမတွေ့ရပေဗိတ္တရီယာရှေ့ရနေပြောက်ွယ်နေကြပါအခုစိန်တော့မိုဟီကိုကအမှုပြလို့တွေ့ကိုပြန်လည်လောက်ကလည်နေပြီဖြစ်ပြီးအာလီယာအဘေချီကေမိုရီကိုရရှိနေပြီဖြစ်ပါတယ် မိုးဟေကိုကတော့သူမကိုအခုချိန်ထိအဘိဝင်းရပေးနေကြတဲ့ပရိတ်တွေကိုလည်းအနုပညာလို့ရှောင်းမိုးရီနဲ့ပတ်သက်ပြီးအခုလိုပဲပွေပွေလေးလေးပြောပြလာခဲ့ပါရယ်မိုးဟေကိုကကို့ပရိတ်တွေကအခုချိန်ထိတခဲတနဲ့အဘိဝင်းရပေးနေကြတာကိုတရားတော့အယံပြောပါရယ်မိုးလည်းဒီထက်မကပူပြီးစူးစမ်းသွားမှာပါနောက်ထပ်လည်းအနုပညာလို့တွေကိုထလုတ်သွားဖို့ရှိပါရယ်ဆိုပြီးပြောပြလာခဲ့ပါရယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျတော့ရေတနာမလို့တန်းသိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်